အားလုံးပဲမြင်တာပါကျွန်တော်ကတော့ Britishia Main Pine Soul ဖြစ်ပါတယ်အဲကျွန်တော်ခုတက်ကမှာတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးတို့က16ရက်17လ2025ကနေ22ရက်17လ2025အတွင်းမှာဂျုံလို့ရမယ်တပတ်စာကံကြမ္မာ Hawking ကိုကန္နာတခွင့်စီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေဘလိုကံတရားလေးတွေဂျုံလို့ရတတ်လဲဆိုတော့ဝန္ဒနာပါလို့ထီကန်ဆန်းခြင်းတပတ်ဆိုခဲ့ရင်ပေါ့နော်အဲထီကန်လေးပေးကြအောင်ပေါ့အောင်လည်းတရားတို့ပဲပေါ့နော်အဲထို့မဲ့ဆိုတော့ သုံးအစားငါးဆုံးသို့မဟုတ်သုံးအစားတွေ့ဆုံးဒီကောမြတ်တကွာကန်ဆန်းကြည့်ကြပါဆိုဗျာနော်ဒါပါတော့အဲ့တော့ဒီတစ်ပတ်မှာအလုံးနဲ့ပတ်သက်ပြီးပြောချင်တာကအဲအစိုးရဝန်ထမ်းတွေဒါဖြစ်ခဲ့မယ်ဆိုရင်ဗျာဒီကာလကလေရာထူးတို့ဆောင်ဝဲဖြစ်ထားတဲ့သူတွေဆိုရင်တခြားဘောက်ရာထူးတို့တို့တို့ရမယ်ဆိုတော့ကိန်းထဲမှာသွားပါတော့တော်တော်လေးတော့ဝမ်းသာဖို့ကောင်းပါလေဗျာနော်အဲ့တော့ရာထူးတို့တဲ့အနေထားမှာရှိတယ်ရတော့တော့တော့မတော့ရင်လသာတိုးမယ်ဆိုတော့အနေထားတွေရှိတော့တခြားပုဂ္ဂလိကဝန်ထမ်းတွေလည်းဒီကလာမှာလသာတိုးတယ်ဆိုတော့ဒင်းစကားလေးတွေကြားရတဲ့ကိန်းရှိတယ်တော့ဝန်သာဖို့ကောင်းပါတယ် အဲ့ဒီမှာဆက်မှာကျွန်တော်ကဒီကလာမှာအလုတ်တော်၎င်းနေရာဌာနတော်၎င်းကြီးကြီးမားမားအပြောင်းလဲတခုဖြစ်လာလိမ့်မယ်။တချို့ကတော့အလုတ်ပြောင်းသွားတယ်။တချို့ကတော့လက်ရှိနေရာနဲ့နောက်တနေရာကိုခိတာခဏဖြစ်စီပေါ့နော်။လုံးဝဖြစ်စီပြောင်းရွှေ့သွားတဲ့ကိန်းတွေမှာပါတော့အဲကောင်းသောပြောင်းခြင်းနဲ့ပြောင်းပါတယ်စိတ်မပူပါနဲ့ပြောနော်။ပြောင်းလို့ရပါတယ်။အဲ့ဒီမှာဝန်ထမ်းတွေဘယ်ဝန်ထမ်းမဖြစ်ဖြစ်ပေါ့နော်။လက်ရှိလုပ်တဲ့အလုတ်မှာပင်မမှုခက်ခဲမှုတွေလေးကြုံရတဲ့ကိန်းရှိတယ်။အထူးသဖြင့်လုတ်ဖို့အကင်ပဲအချင်းချင်းမနာလို့တိုက်ခိုက်မှုကတအားပြင်းထန်တယ်ဗျ။ကို့အထက်လူကြီးတွေကအဲကုညီဆောက်ရှောက်တဲ့စုံကန်းရင်တော်မှာသူတို့က မကြည့်ဘူးပေါ့နော်အဲ့တော့လှုပ်ဖို့ကမ်းမတွေအောက်လက်ငယ်သားတွေစန့်ကျင်တော်လာနေအထက်ကိုသွားဂုံတိုက်တယ်ဆိုတော့အများနဲ့တယောက်သွားဖြစ်တဲ့ဂိမ်းရှိတော့တစ်ချက်တော့သတိထားပြီးအတွင်းရန်လေးတွေတော်တော်လေးများပါတယ်တချို့ကအဲ့ဒီဒဏ်ကိုမခံနိုင်တော့လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့တာလက်ရှိနေတဲ့နေရာတွေမှာမနေကျွန်တော်ဘယ်နဲ့တဏှာကိုပြောင်းရင်ရွှေ့ရင်ထွက်ကျင်တဲ့စိတ်တွေပေါ်လာပါလေရောအဲ့လိုပေါ်လို့ထွက်ခိုင်းရင်ကောင်းလာမင်းအရန်ကောင်းတယ်ဗျထွက်ပြအောင်ထွက်ပါ အဲနောက်လို့တစ်ခုလုပ်မယ်ဆိုလဲပိုကောင်းတဲ့နေရာတစ်ခုရောက်သွားလိမ့်မယ်။သို့ဒီမဟုတ်ကိုပိုင်စီဝိုင်းတစ်ခုစတင် account ထဲပုံခဲ့မယ်ဆိုရင်လည်းဒီကလာဒီအကောင်ဆုံးသောကလာတွေမှာသွားပါတာဖြစ်တဲ့အတွက်လှုပ်ပြောင်လှုပ်ပါကျွန်တော်တို့တိုက်တွန်းနေပြန်နော်။ဆိုတော့ဆက်လို့ရှိရလုပ်ငန်းလေးတွေလောက်ဝတတ်တဲ့ကိန်းတွေရှိတယ်။ပိုကောင်းဆောင်တယ်လက်တွေကိစ္စတွေကနေပို့ပြီးအကျိုးပေးတာပေါ့။အဲတချို့တိစုံဒီကလာမှာဆက်လို့ဆောင်တဲ့နာကိုကန်းလန်းတာတွေနော်။အစုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကပို့ပြီးအကျိုးပေးတာတွေဖြစ်တော့လှုပ်ပြောင်လှုပ်ပါ။မိကောင်းစုကောင်းတွေရဲ့ကုညီဆောက်ရှောက်မှုဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတဲ့ကိန်းတွေမှာပါတော့အဲဘာပဲပြော ကံရထောက်ပံ့မှုတွေအများကြီးရလာပါလိမ့်မယ်နော်စိတ်တမကြပါနဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အရင်သဘောကျတယ်ဗျာဒီကလမှာအင်္ဂါတာသမီတွေစောင်းဝဲဖြစ်ကြရရှင်တခြားဘောင်းအောင်အောင်မယ်ဆိုတဲ့ဂိမ်းပါတယ်အဲဒီလိုကလမှာမအောင်ရင်ဘယ်ကလမှာမအောင်တော့လို့ပဲကျွန်တော်တို့ပြောရမလို့လောင်းဖြစ်နေပြီပေါ့နော်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးဘာမှစိတ်မပူနဲ့ကိုယ့်ဘက်ကလာဝရိယအလေးထားပြီးကြိုးစားတခြားဘောင်းကိုထူးထူးချွတ်ချွတ်နဲ့အောင်မြင်လိုက်မယ်ဒါအပြင်သင်္ဟအသေးထက်တဲ့အရာတို့အဲကျောင်းနေပါလေထပ်ပြီးတော့ရှောက်ထားတဲ့သူတွေဆိုရင်ဒီကလမှာကျောင်းရှောက်ခွင့်တွေရတယ် အဲ့တော့ပညာတော်သင်သွားပြီးတော့နိုင်ငံသားကိုကြောင်းနေပြီးတော့ကြောင်းနေသွားတဲ့အနေအထားတွေအစားကျောင်းထက်တဲ့ဂိမ်းတွေမှာရှိတော့ဝမ်းသာဖို့ကောင်းတယ်ဗီဇာလျှောက်တဲ့သူတွေဒီကလာမှာရရှိပိုင်ဆိုင်လိမ့်မယ်ပတ်စပို့လုပ်တဲ့သူတွေရပြီအဆင်ပြေပြီဘာမှစိတ်ပူစရာမလိုတော့ဘူးဟုတ်ပြီလားနော်ပြီးတော့ဘာသာရေးနဲ့ဆက်နွယ်တဲ့ကိစ္စတွေထူးထူးခြားခြားလောက်ရတတ်တယ်ဗျာရန်သားတော်တွေပုဂ္ဂိုလ်ပုဂ္ဂိုလ်မျိုးတွေကိုရုတ်ရက်ဖူးတွေးလိုက်ရတာတို့ဖျားဘူးခီးတို့ပြောခွဲသားခီးတို့ပြပခီးတို့အဲသွားတတ်တဲ့အနေအထားလေးတွေကြောင့်ကတော့ဝမ်းသာဖို့ကောင်းတယ်ခီးဝေခီးနီးနှစ်ခုသလုံးသွားတတ်တယ်သွားပြအောင်သွားပါ ခေရပြန်လာပြီးတော့နောက်ပိုင်းပိတ်နေတဲ့လက်လာပါတွေအစားပွင့်လန်းသွားပါလိမ့်မယ်ဗျာနော်ဘာမှစိတ်ပူစရာမလိုပါဘူးနောက်အနေကြတဲ့တစ်ခုကဘာလဲဆိုတော့အင်္ဂါသားသမီးတွေတစ်ချက်သတိထားစေချင်တာကမင်းဆိုရတဲ့နပတ်တဲ့ကိစ္စတွေညှိဆုံပြီးတော့အဖန်စီအစစ်စစ်အမင်းမြန်ခံရတာအမှုကင်ကြုံရတာမျိုးတွေဖြစ်တတ်တယ်ကိုဘကမန်နဲ့ဆိုတော့နောက်ဆုံးမှာတရားပေါင်းတရားရကနုံးအနိုင်ရအောင်ရလိုက်မယ်မိုင်းတော့အဲဘယ်သူမှကဲလို့မရဘူးကိုလေပိစက်မှာပေါ့တချို့ကကိုယ်တိုင်တိုင်းမဖြစ်ရင်တော့မှ အောက်လငယ်သားလေးကိုအကြောင်းပြုပြီးတော့လိုက်ပါဖြည့်ရှင်းဆောင်ရွက်ရတဲ့အနေအထားလေးရှိမယ်အထူးသတိထားပြီးနော်မပေါ့ပါနဲ့အငွေကြေးနဲ့ပတ်သက်လို့ရှင်တော့အင်္ဂါသားသမီးတွေဒီကလာမှာဆုံယုံထားတဲ့ငွေကြေးလေးတွေပြန်လဲရရှိတတ်တဲ့ကိန်းထဲမှာပါတော့လေငွေကြေးကန်လေးတွေလက်လာပါလေးတွေပြန်ရွှင်လာလိမ့်မယ်ဆုံယုံထားတဲ့ငွေကြေးလေးတွေပြန်ရတတ်တယ်ဒါအပြင်ကုညီဆောက်ရောက်မဲ့သူတွေတကြားငွေကြေးစီဝါတိုးတက်အောင်မြင်မယ်ဆိုတဲ့အနေအထားလေးတွေရှိတော့ဘာမှတော့စိတ်မပူနဲ့သို့တော့ပတ်စံဘလောက်ရရလက်ထဲမှာတစ်ခါမှလည်းမမြင်ဘူးဖြစ်နေတယ်အဲ့တော့ပတ်စံရလို့ရှင် အဲတံခိုးကြည့်တဲ့အမြေတွေပါလေဝင်နိုင်ခဲ့လဲဆိုရင်ဝယ်ပြအောင်ဝယ်ပါဒါမှလည်းအဖက်တင်နိုင်မယ်ရွှေတွေပါလေကတော့ဝယ်လို့မရပါဘူးအဝင်မတော်ပါဘူးဒါပြင်ဒီကလာမှာတချို့တွေဆိုရင်ရှိတဲ့ရွှေတွေပစ္စည်းလေးတွေကိုအကြောင်းအကြောင်းကြောင်းပေါ့ရောင်းထုတ်လိုက်ရတာတို့အပေါင်ဆံရောက်လာတို့ဖြစ်တဲ့ကိန်းရှိတယ်ခယူဆိုင်မယ်ရှိတဲ့ရွှေတွေပစ္စည်းလေးတွေရင်းနှီးတဲ့မိသားစုချင်းချင်းအဲယူရတာတို့ခိုးရတာတို့ဖြစ်တဲ့ကိန်းပါတို့သတိထားပြီးတေချာလေးထိမ့်သိမ်းဆောက်ရှောက်ပါလို့အကြံပေးချင်တာပေါ့ဗျာနော်နောက်အင်္ဂါသားသမီးတွေ အဲကျမိုင်းနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာ C အစုပ်အစာရင်နဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်ရင်နည်းနည်းလေးပြင်းထန်မယ်အထူးသဖြင့် 1mb ကိုဒုက္ခပေးတာတချို့ကကြတော့1သွားမသွားတော့ဘူးပေါ့နော်1မသွားဘူးတချို့ကအစာရင်မမြောင်းကြည့်ရမယ်ဆိုတဲ့အနေအထားတွေအစားလာမယ်တချို့ကတော့ byte ကြီးတွေတောင်းနေမယ်တင်းနေမယ်တချို့ကတော့1ပြောက်1ရှော့အထက်လောင်အောက်ရှော့ဆိုတာမျိုးတွေသွားဖြစ်တတ်တဲ့ gain ရှိတယ်အဲတချို့တွေဆိုရင်လက်ခေါင်းနဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်ပြီးဖြစ်ရတတ်တဲ့အနေအထားတွေကြောင့်တော့မပေါ့ဆက်ကဘူးနော်ခြုံပြောက်တော့ 1mb ကိုပဲအဓိကထားပြီးတော့ UTP ဖြစ်လာမယ် gain နဲ့မှသွားပါတယ်အဲ့တော့ကျမိုင်းညလုံးစေအောင်စေကနေပါပြတဲ့ခါမှာ ကြာသာပရိသတ်သမီးဆီယံဝင်နေပြစေုံစည်းကမ်းနံပါတ်ဒီမှာလဲကြာသာပရိသတ်နဲ့ဆက်တဲ့စေုံစည်းကမ်းတွေပြမယ်ဒါဆိုတော့အကောင်းဆုံးပေါ့အထူးသဖြင့်မိမိတို့နေတဲ့နေရက်ကနေစရည်လို့ရှိရင်အနောက်ရက်မှာရှိတဲ့စေုံစည်းကမ်းတွေပြရင်ပိုပြီးလောင်းကောင်းတယ်လို့အကြံပေးလို့ရတယ်ဗျာနော်အခြေအနေအောင်နဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါသတ်သမီးတွေဒီကလာကအမတန်အမတန်စမ်းပွင့်တဲ့ကာလတွေမှာ ပါပါတယ်လုံးဝချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကလာမှာချစ်သူအသေးရအောင်ရလာလိမ့်မယ်လာပြီးကံလာပြီးချစ်ဆိုတဲ့သူတွေတွေများမယ်မင်းကလေးဆိုတော့ဒီကလာမှာဝိုင်းဝိုင်းလည်နေလိမ့်မယ်နော် အခါချနေရလိမ့်မယ်အစိတ်ရတာရွေးချယ်ပြီးတော့လို့ပဲအကြံပေးရမှာပဲဗျာနော်ဒါအပြင်အရင်ကအဖြစ်ခဲ့တဲ့ရည်သားဟောင်းတို့ချစ်သူဟောင်းတို့အိမ်နမဟောင်းတို့ကငါနမရပါပြီဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကိုယ့်စီကိုလာပြန်ဆက်သွယ်ပြီးတော့လာပြန်ကမ်းလှမ်းတာတွေအစားကြုံရတတ်တယ်အဲ့တော့အိမ်နမဟောင်းတွေရည်သားဟောင်းတွေကိုမျောနေတဲ့သူတွေကတော့ဒီကလာတော့ဝမ်းသာတရားပေါ့ဗျာနော်အမုံဝမ်းတဲ့သူတွေကတော့ဒီကလာမှာအတန်လောင်းကြားချင်းမှာတော့မဟုတ်ဘူးပေါ့လာပတ်သက်တဲ့ဂိမ်းတွေမှာပါတယ်နော်အဲ့တော့ဒီကလာမှာရတဲ့ချစ်သူတွေဒီကကိုဘွားတို့ကောင်းမွန်တဲ့ချစ်သူပကောင်းလေးတွေနဲ့စုံသီးရတတ်တယ်။ဟန်နီမွန်ခီးတွေပါလောင်းသွားတတ်တဲ့ဂိမ်းတွေမှာပါတော့ဝမ်းသာဖို့ကောင်းတယ်ဗျာနော်။ နော်မလာ18ရက်19ရက်အဲ့ရက်လေးတွေကတော့ပိုကောင်းတယ်ဗျာနော်အဲဆုံချလာတဲ့အခွင့်အရေးလေးတွေပြန်ပြီးရရှိတတ်တဲ့အနေအထားလေးတွေရှိပြီးတော့တာဝန်ကြီးတဲ့မြေကိစ္စအမွေကိစ္စတွေအားသာရရှိပိုင်ဆိုင်ရတာမျိုးလုံးဖြစ်တတ်တယ်လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ဒီကာလမှာပဲဖြီလာတဲ့ဆောင်းမွေတွေရှိလို့ရှိရင်အောင်းနေဆိုတဲ့သတင်းစကားလေးတွေရာထူးထိုးဆိုတဲ့အနေအထားလေးတွေအလူဒန်းဒါနလေးတွေပြုလုပ်ရတတ်တဲ့ကိစ္စမှာပါတော့တော်တော်လေးဝမ်းသာဖို့ကောင်းတယ်နော်မလာ16 18 20 21 22မှာတော့အညံ့အခိုက်လေးတွေရှိနေတယ်အဲအရန်ရင်းနေတဲ့သူအချင်းချင်းလှုပ်ဖို့ကိုင်းမဲ့အချင်းချင်းအထင်မြင်လွဲမစရာလေးတွေရှိပြီးတော့ ြန်ပြီးပြည်လဲဖို့အတွက်အချိန်တော်တော်လေးတော့ပြန်ပေးရမယ်အနေထားလေးတွေရှိမယ်လူလိန်ခန်းတဲ့ကိန်းရှိတော့မပေါ့ပါနဲ့နောက်ကျော်ဒါနဲ့ထိုးတဲ့ကိန်းရှိတယ်ရောင်ရောင်ကြောက်ကြောက်တရားလိုက်ပါဖြည့်ရှင်ဆောင်ရတာလေးတွေကျမရဲ့ညာလို့စေုံစေကန်းလေးတွေပြည့်ရတတ်တယ်ဆိုတဲ့အနေထားလေးတွေအစားကြုံရတတ်တော့ဂယုဆိုင်ပေါ့မိသားစုရေးရာပြဿနာလေးတွေရှုပ်ထွေမဲ့ကာလဖြစ်တာတွေ့ရပါတယ်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုအပြေအဝရအောင်အဖြူရောင်နတ်ပြရောင်အစင်းရောင်မိခိုးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်မင်းမြုပ်ပန်းပိန်ပန်း ဗရိမနိုင်ပန်းအောင်တပြေပန်းအဲ့ဒီပန်းတွေကိုအဲမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတ်ချင်ကမကတ်လို့ရှိရင်လည်းကိုယ့်ရဲ့နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာတွေမှာပြုလုပ်သုံးစွဲပေးပါအဲ့တော့ညနေတဲ့ညနေတွေกินပြီးတော့ကောင်းတဲ့ကံတွေပိုကောင်းဖို့အတွက်ရရရခြေချရအောင်ဗျာရရရအနေနဲ့မလုပ်ရမလဲဆိုတော့အဲဘောရင်းညောင်မြေမှာရှိတဲ့ဒီဘောရင်းညောင်မြေအောက်ခြေပတ်ချလိုက်မှာဗောလေအဲဂျိုဝင်လေးတွေနဲ့ဖရားလေးတွေရှိကြပါတယ်အဲ့ဒီမှာသွားအဲ့ဒီကိုသွားကိုယ့်ရဲ့ဂျိုတော့မှာကိုယ့်ရဲ့တက်စစ်နော်စီမီလေး မိထုံးပူဇော်ပေးခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေဧကမုတ်ချပြေဝါသွားလိမ့်မယ်။ဒါအပြင်အညာအခက်လေးတွေပြေပြောင်းတက်ကြီးရွယ်အဖိုးဟွားတွေကျမ်းမာရေးချွတ်တွေပြီးတော့အဲကုသဖို့အားနေနေတဲ့သူတွေတကူတက်နိုင်သလောက်စေဝါဒါနနဲ့တက်စာလေးလူတန်းပြေအောင်လူတန်းပေးလိုက်ပါ။ဒါဆိုတော့အညာနေกินပြီးတော့ကောင်းတဲ့ကံတွေကဧကမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်။အင်္ဂါတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းဝေးပါရစေနော်။